ဟိုကျွန်တော်တို့ဒီလူတယောက်မှာဗောနော်လူတယောက်မှာအဓိကတော့ဒီကိုယ့်ရဲ့ခန္ဓာအသက်ဝိညာဉ်ကလွဲလို့ရှိရင်ဘာမှတော့တန်မှုရှိဘူးဗောနော်အသက်ရှိနေသေးဒါတွေကအကုန်လုံးကျွန်တော်ဖန်တီးလို့ရတဲ့ကိစ္စတွေပဲမို့လို့အဓိကတော့ဟိုဆက်ပြီးတော့ပဲကြက်ကြက်ခိုင်ဟိုရှင်သန်ပေးပါဗောနော်ရှင်သန်ပေးပါကိုယ့်ရဲ့သားသမီးတွေရှိရင်ပေးဆရာဆရာမတွေဆိုလို့ရှိရင်ကိုယ့်ရဲ့တပည့်တပန်းတွေရှိရင်အဲ သူတို့ရဲ့ဒီသာသမီရဲ့အတွက်ကိုရှေ့ကနေပြီးတော့ဟိုစိတ်တက်မကြပဲပေါ့စိတ်တက်မကြပဲနဲ့ဟိုကြက်ကြက်ခိုင်ရက်တိပေးဖို့ကျွန်တော်တို့ကတောင်းဆိုချင်ပါတယ်ကျွန်တော်တို့လည်းတနိုင်များကူပေးမယ်အဲသူတို့လည်းရှေ့ကနေပြီးတော့ပြန်ပြီးတော့ဖန်တီးလှုပ်ယူလို့ရတဲ့အရာတွေပဲမို့လို့ဒါကြက်ကြက်ခိုင်ပဲရက်တိပေးဖို့တော့ကျွန်တော်တို့ကတော့တောင်းဆိုချင်ပါတယ်အကြံပေးချင်ပါတယ်ပြီးတော့စိတ်ခွန်အားပေးချင်ပါတယ်ဗျဟုတ်အဲဘာပဲဖြစ်ဖြစ်အားတင်းထားဖို့ကျွန်တော်တို့အများတည်းပဲကျွန်တော်တို့ရှိတယ်ကျွန်တော်ပြည်သူတွေရှိတယ်ကျွန်တော်တို့ဒီပကြီမောင်နှမတွေရှိတယ်ဆိုတဲ့အကြောင်းကိုအဲကျွန်တော်ကတော့ဒီညနေပြီးတော့ပြောကြလို့ပါတယ်ဗျဟုတ် အာကျွန်တော်တို့ဒီအခုဆိုလဲဆိုရှင်လဲကျွန်တော်တို့ online မှာလဲသတင်းတွေတော်များကအာဟုတ်တဲ့သတင်းရောမဟုတ်တဲ့သတင်းရောအကုန်လုံးတက်နေရဆိုတဲ့ကြောင့်မလို့အဓိကတော့ဟိုကျွန်တော်တို့မြေပြေအချင်းတွေမစင်းနိုင်တဲ့သူတွေဆိုလို့ရှင်လဲဒီမျက်ခြေမပြတ်ပေါ့မျက်ခြေမပြတ် online ကနေစောင့်ကြည့်ပေးဖို့ရယ်ပြီးတော့ဟိုအခုလက်ရှိမှာဆိုရင်နေရာတော်များမှာကအာရေတွေအဲတချို့အစားအသောက်ပေါ့နော်အစားအသောက်တချို့နေရာတွေတော်တော်များများကမလိုမလိုတော့ဘူးပေါ့နော်အဓိကကျွန်တော်ပြန်လည်ထူထောင်ရေးကိုစတင်နေပြီဆိုတဲ့ကြောင့်မလို့ကျွန်တော်ခုနပြောသလိုဒီမျက်ခြေမပြတ်စောင့်ကြည့်ပြီးတော့ဘာလိုအပ်လဲ ီအိမ်ကြီးလိုအပ်လားဒါမှမဟုတ်အစားအသောက်တကယ်ဒီစာစီစားကြီးတကယ်လိုအပ်နေလားဒါမှမဟုတ်ကျွန်တော်စေဝါးကြီးများတကယ်လိုအပ်နေလားအခုဆိုလို့ရှိရင်ကျွန်တော်ပြီးခဲ့ဘက်ကဒီမိုးကိစ္စကြီးဖြစ်သွားရဲဆိုတော့ကျွန်တော်ဝမ်းယောဂါကြီးပြီးကျွန်တော်ဖျားနာရတယ်ပြန်ပြီးတော့တော်များဖြစ်နေကြရဲဆိုတော့အဓိကစေဝါးကြီးများတကယ်လိုအပ်နေလားအဓိကဒီကတော့ပြောမယ်ဆိုလို့ရှိရင်တကယ်လိုအပ်မှုကိုကျွန်တော်အွန်လိုင်းကနေပြီးတော့ဒီမျက်ကြည့်မြင်ပြဆောက် စောင့်ကြည့်ပြီးတော့ဟိုတိချာစနေတကြလေးလှူဒန်းပေးဖို့ပေါ့နော်မဟုတ်ဘဲနဲ့ကျွန်တော်တို့ကအဲ့လိုစောင့်ကြည့်ပြီးလှူဒန်းပေးရမျိုးမဟုတ်ဘဲနဲ့ဟိုဟိုကိုလှူကျင်တာပဲသွားပြီးဇွတ်လှူလိုက်လို့ရှိရင်တစ်ဖက်မှာကဟိုမလိုအပ်ဖက်နဲ့ဗျာကျွန်တော်တို့ဒီပတ်စံတွေရောလူတွေရောအလဟသက်ဖြစ်ပြီးတော့ဒီဖြစ်သွားနိုင်တယ်ပေါ့အဓိကတော့ကျွန်တော်တို့ဒီ ကပင်းနဲ့ပတ်သက်ပြီးတော့ဗောနော်ပြီးခဲ့ကျွန်တော်ဒီမကြခင်ကပဲကျွန်တော်တို့ဒီပြီးခဲ့နေ့ကပဲကျွန်တော်တို့ဒီရေဘေးကိစ္စတွေဖြစ်ခဲ့တယ်အခုတိတ်မကြမဲ့ကျွန်တော်ငလင်ကိစ္စတွေဖြစ်တယ်ဗောနော်အပြီးတော့အထူးသဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့အင်းလီဘက်ဆိုကျွန်တော်စိုးရဲဗောကျွန်တော်ရေဘေးနွားဆိုနေရာအဆုံတချို့ဖြစ်တဲ့နေရာရှိရင်မဖြစ်တဲ့နေရာရှိတယ်လို့အင်းလီဘက်ဆိုလို့ရှိရင်ကျွန်တော်တို့ရေဘေးနွားလည်းကျွန်တော်တို့ဒဏ်ခံခဲ့ရတယ်အခုငလင်ဆိုလို့ရှိရင်လည်းပဲအင်းလီရထပ်ပြီးတော့ပါတာမျိုးဗောနော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုမျိုးဟုတ်ထက်ကလည်းကျွန်တော်တို့ဖြစ်နေမယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီကူတဲ့သူတွေကတော့ကူနိုင်မယ်ဆိုမဲ့သူတို့ပြန်ပြီးတော့နလန်ထူနိုင်မှာမဟုတ်ဘူးပေါ့ ဒါကြောင့်မို့ကျွန်တော်ဒီငလင်းဘေးတွေရေဘေးတွေအဓိကတဘာဝဘေးအန္တရာယ်ပေါ့နော်အဲ့တဘာဝဘေးအန္တရာယ်တွေကိုဟိုဒီမှာပဲပေါ့နော်ဒီမှာကျွန်တော်တို့ရက်တန့်စင်ကြည့်ပြီးဘာကြောင့်လဲဆိုတော့ဟိုကျွန်တော်တို့အသက်ပေါင်းများစွာလဲဆုံးရှုံးမှုတွေများခဲ့ပြီပေါ့နော်ဒါကြောင့်မို့လို့ဒီတဘာဘေးအန္တရာယ်ကျွန်တော်ဒီနိုင်ငံဒီမြန်နိုင်ငံအနေနဲ့ဆိုရင်ဒီလုံးဝဒီကပ်ဘေးတွေတဘာဘေးအန္တရာယ်တွေအာရက်တန့်ဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်ဒီရက်တန့်ဒီထက်မဖြစ်ဖို့ပေါ့နော်ထက်မဖြစ်ဖို့ကျွန်တော်တို့ဆူတောင်းနေပါတယ်ဗျဟုတ် အာအဓိကတော့ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာစိတ်ကတော့အဓိကပေါ့နော်အကျွန်တော်တို့တစ်ဖက်မှာကဟိုကိုကဟိုပတ်ဆံပဲရှိရှိလှုပ်အားပဲရှိရှိအဓိကကျွန်တော်တို့စိတ်သက်ပိုင်းဆိုင်ရာကြာစင်းနေပြီဆိုလို့ရှိရင်ဒါဒီအကုန်လုံးကဆက်လက်ဖို့မဖြစ်နိုင်ဘူးပေါ့အဓိကကျွန်တော်တို့စိတ်သက်ပဲပေါ့နော်အဓိကစိတ်သက်ခွန်ကဟိုငါရှင်သန်ရမယ်ငါလုံးနေရမယ်ငါလုံးနိုင်တယ်ဆိုတော့ ီစိတ်ကကျွန်တော်အပြည့်အဝထည့်ထားပြီဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့ဘာပဲဖြစ်ဖြစ်လုံနိုင်တယ်ပတ်ဆက်ပဲရှိရှိကျွန်တော်တို့ဟိုလိုရမယ်လူအင်ရပဲရှိရှိမရှိရှိဒါတွေအကုန်လုံးကစိတ်တက်ပိုင်းသာအရေးကြီးဆုံးပေါ့နော်တကယ်လို့စိတ်တက်ပိုင်းကငါမလုံနိုင်ဘူးငါမရှင်းတန်နိုင်တော့ဘူးဟိုငါဒီဟာအတွက်ကိုဆက်ပြီးမလုံနိုင်တော့ဘူးဟိုမရုတ်ထွက်နိုင်တော့ဘူးဒီမှာပဲပိတ်မိနေတော့မယ်ဆိုတော့ခန်းစားချက်ကကျွန်တော်စိတ်တက်ခွန်ကကြာစင်းနေမယ်ဆိုလို့ရှိရင်တော့ဒီဟာအကုန်လုံးကတော့ဘာမှတော့လုံနိုင်တော့မှာမဟုတ်ဘူးအဓိကတော့အားကြောင့်မို့ကျွန်တော်တို့ကဒီစိတ်တက်ပိုင်းဆိုင်ရာကတော့အရေးကြီးဆုံးလို့တော့ကျွန်တော်တို့မြင်မိတယ်ဗျာဟုတ် ဟိုကျွန်တော်တို့ဒီလူတယောက်မှာဗောနော်လူတယောက်မှာအဓိကတော့ဒီကိုယ့်ရဲ့ခန္ဓာအတ္တဝိညာဉ်ကလွဲလို့ရှိရင်ဘာမှတော့တန်မှုရှိဘောနော်ကျွန်တော်တို့ရှိနေတဲ့ပြည့်ကိုအရာလို့ကျွန်တော်ဖန်တီးလို့ရတယ်ကျွန်တော်တို့ဒီငွေကြေးဥစ္စာပဲဖြစ်ဖြစ်ကျွန်တော်တို့အိမ်တွေပဲဖြစ်ဖြစ်ဒီကားတွေပဲဖြစ်ဖြစ်အကုန်လုံးကကျွန်တော်တို့ရှိနေတဲ့ပြည့်ကျွန်တော်တို့ဒီမှာအတ္တရှိနေတဲ့ပြည့်ဒါတွေကအကုန်လုံးကျွန်တော်တို့ဖန်တီးလို့ရတဲ့ကိစ္စတွေပဲမို့လို့အဓိကတော့ ဟိုဆက်ပြီးတော့ပဲကြက်ကြက်ခိုင်ဟိုရှင်သန်ပေးပါဗောနော်ရှင်သန်ပေးပါကိုယ့်ရဲ့သားသမီးတွေရှိရင်ပြီးဆရာဆရာမတွေဆိုလို့ရှိရင်ကိုယ့်ရဲ့တပည့်တပန်းတွေရှိရင်အဲသူတို့ရဲ့ဒီသားသမီးတွေအတွက်ကိုရှေ့ရနေပြီးတော့ဟိုစိတ်တက်မကြပဲဗောစိတ်တက်မကြပဲနဲ့ဟိုကြက်ကြက်ခိုင်ရက်တိပေးဖို့ကျွန်တော်တို့ကတောင်းဆိုခြင်းပါတယ်ဘာကြောင့်လဲဆိုတော့ဟိုဓာတ်ရီအကုန်လုံးကဟိုကျွန်တော်တို့ကျွန်တော်တို့လက်တက်နိုင်များကူပေးမယ်အဲသူတို့လည်းရှေ့ရနေပြီးတော့ပြန်ပြီးတော့ဖန်တီးလှုပ်ယူလို့ရတဲ့အရာတွေပဲမို့လို့ဒါကြက်ကြက်ခိုင်ပဲရက်တိပေးဖို့တော့ကျွန်တော်တို့ကတော့တောင်းဆိုခြင်းပါတယ်အကြံပေးခြင်းပါတယ်ပြီးတော့စိတ်ခွန်အားပေးခြင်းပါတယ်ဗျဟုတ် ကျွန်တော်တို့ဒီသဘာဝဘေးအန္တရာယ်ကြီးလည်းတခုပြီးတခုကျွန်တော်တို့ဖြစ်ခဲ့တယ်ဖြစ်ဖြစ်လာခဲ့တယ်ဗောနဖြစ်လာခဲ့တဲ့အနေအထားမျိုးမှာကျွန်တော်တို့ဒီပြည်သူတွေရောဒါကျွန်တော်တို့ဒီပကြီးမောင်နှမတွေတော်တော်များကကျွန်တော်တို့တက်နိုင်တဲ့ဘေးကနေပြီးတော့တက်နိုင်တဲ့ဘက်ကနေကျွန်တော်တို့အာကူညီခဲ့ကြတယ်အကူညီကူညီခဲ့ကြတယ်ကူညီနေစေပဲဗောနအဘာပဲဖြစ်ဖြစ်အာတင်းထားဖို့အဲကျွန်တော်တို့အများတည်းပဲကျွန်တော်တို့ရှိတယ်ကျွန်တော်ပြည်သူတွေရှိတယ်ကျွန်တော်တို့ဒီပကြီးမောင်နှမတွေရှိတယ်ဆိုတဲ့အကြောင်းကိုအဲကျွန်တော်ကတော့ဒီနေ့ကနေပြီးတော့ပြောကြလိုပါတယ်ဗျဟုတ်